အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Brambis USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်။ America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ America ကနာမည်ကျော် Harvard တက္ကသိုလ်ကနေပြီးတော့သူ့ American နိုင်ငံသားမဟုတ်တဲ့ကျောင်းသူကျောင်းသားတွေရဲ့အမိနဲ့လာခဲ့တဲ့နိုင်ငံစီးရင်ကိုအမြန်လိုကြောင်း Donald Trump ကအမိန့်ပေးလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ တရင်အပြည့်စုံကတော့ USA2 တွေကမေလ26 2025မှာတင်ဆက်သွားတာကတော့တမရဒေါ်နယ်ထရမ့်ဟာအမေရိကရဲ့နိုင်ငံကြီးတက္ကသိုလ်တစ်ခုဖြစ်ပြီးတော့ငွေကြေးချမ်းသာကြွယ်ဝသူများသာတက်နိုင်တဲ့ Harvard တက္ကသိုလ်ကို ပြောလိုက်တာကတော့အဲ့ဒီတက္ကသိုလ်မှာလက်ရှိတက်နေတဲ့အမေရိကန်နိုင်ငံသားမဟုတ်တဲ့နိုင်ငံတကာကကျောင်းသူကျောင်းသားတွေရဲ့နာမည်တွေနဲ့သူတို့ရဲ့မူရင်းနိုင်ငံတွေ ချီရင်ကိုအသေးစိတ်ပြုစုပြီးသူ့စီကိုအမြန်ဆုံးပို့ပေးရန် တောင်းဆိုလိုက်ပြီဆိုတာပါပဲအဲ့ဒါကတော့ Ivy League School နဲ့ Need to နိုင်ငံတကာကျောင်းသူကျောင်းသားတွေကို ရှင်းလင်းမဲ့ဒုတိယမြောက် ခြေလှမ်းဖြစ်နိုင်တယ်လို့သတင်းဌာနတွေကယူဆကြပါတယ်အဲ့ဒီအမိန့်ကိုတော့တမရထရမ်က သူ့အရင်ကထုတ်ပြန်ထားခဲ့တဲ့ Harvard တက္ကသိုလ်ကိုနိုင်ငံတကာကျောင်းသူကျောင်းသားတွေစီရင်သွင်းမှုကိုပိတ်ပင်ထားရန်နဲ့ ပြည်တွင်းလုံခြုံရေးဌာနနဲ့နိုင်ငံတကာတန်ယုံတွေကိုလည်းအမေရိကန်နိုင်ငံတဲသို့ပြည်ပနိုင်ငံများမှကျောင်းသူကျောင်းသားများကိုကျောင်းတက်ခွင့်ဗီဇာလုံးဝထုတ်မပေးရန်မှာကြားထားတဲ့အပေါ်ဘိုးအစိုးရကခိတရဆိုင်လိုက်ခိုင်းတာကြောင့်နောက်ထပ်ပြင်းထန်တဲ့ခြေနှံတစ်ခုစတင်ရန် Harvard ကပြည်ပကကျောင်းတက်နေသူများကျောင်းတက်ခွင့်ဗီဇာရထားသူများအားလုံးရဲ့နာမည်တွေနဲ့မူရင်းနိုင်ငံတွေကိုအမြန်ဆုံး သူ့စီပို့ရန်တောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။ Trump ကပြောသွားတာကတော့ Harvard တက္ကသိုလ်အတွက် American နိုင်ငံတော်ကနေကြေနဲ့ခြေတဲ့ငွေကြေးတွေထောက်ပံ့ပေးနေပေမဲ့အဲ့ဒီနိုင်ငံတော်အတွက်ကြတော့ Harvard အနေနဲ့တည်တာထင်ရှားတဲ့အကျိုးဖြစ်မှုမျိုးတွေမတွေ့ရကြောင်းပတ်စံပိုရရန်သာနိုင်ငံတကာကျောင်းသူကျောင်းသားတွေစီကငွေတွေကောက်ခံပြီးဒီ American နိုင်ငံသားတွေအတွက်ကြတော့မတက်နိုင်အောင်ငွေကြေးမြင့်မားထားတာကြောင့် Harvard တက္ကသိုလ်ရဲ့ကျောင်းဝင်ခွင့်ပုံစံကိုပြောင်းလဲသွားမယ်လို့ Trump ကသူ့ရဲ့ social media မှာရေးသားထားပါတယ်။သိရတဲ့လောက်ကတော့လက်ရှိလက်ရှိပညာသင်ကြားနေတဲ့ကျောင်းသားပေါင်း2000မှာ၄ပုံတပုံကျော်ကျော်37ရာခိုင်နှုန်းလောက်ဟာပြပကနေပြီးတော့လာရောက်ခဲ့တဲ့ကျောင်းသူကျောင်းသားတွေဖြစ်ပြီးစုစုပေါင်း6000လောက်ရောက်6000လောက်ရှိပါတယ်။ကျောင်းတက်ခွင့်ဗီဇာများရယူက တက်ရောက်နေကြကြောင်းသိရပါတယ်။ ဒမရာထရမ်ကတော့အဲ့ဒီဟာဗတ်ကကျောင်းသားစီရင်ကိုမလုပ်မယ်ဆိုတော့ထုတ်မပြောသေးပါဘူးထရမ်ရဲ့အင်ဖြူတော်ကပြောရေးဆိုခွင့်ရှိသူဂျက်ဆန်ကတော့ဟာဗတ်အနေနဲ့အမေရိကရဲ့ထောက်ပံ့ကျင်းငွေတွေရယူထားပြီး နိုင်ငံတကာကျောင်းသူကျောင်းသားတွေစီကလည်းငွေကြေးအမြောက်များကောက်ယူခံထားတာတွေတွေ့ရှိရပြီးယခုတမရတောင်းလိုက်တဲ့စီရင်ကိုလွယ်လွယ်ကူကူပေးနိုင်သွားရမှာဖြစ်ကြောင်းပြောသွားပါရစေ။ Trump ရဲ့ Harvard တက္ကသိုလ်ပေါ်အခုထုတ်ပြန်လိုက်တဲ့အမိန့်ကတော့ပြည်တွင်းလူညိုရေးဌာန DHS ရဲ့ဝန်ကြီး Christy Noam က Harvard တက္ကသိုလ်ရဲ့ခေါင်းဆောင်တွေရှိပို့လိုက်တဲ့စာထွက်ပြီးတော့ချက်ချင်းနောက်ထပ်ကပ်ပါလာတဲ့အမိန့်ပဲဖြစ်ပါတယ်။အဲ့ဒီ Christy ပို့လိုက်တဲ့စာရဲမှာကတော့ Harvard တက္ကသိုလ်အနေနဲ့အခုအချိန်ကစပြီးနိုင်ငံတကာကကြောင်းတက်ခွင့်စောင့်နေသူတွေကြောင်းတက်နေသူတွေ အကုန်ချက်ချင်းရက်တန်ရမှာဖြစ်ပြီးအခြားတက္ကသိုလ်နဲ့ကောလိပ်တွေကိုလည်းအဲ့ဒီစာတွေပို့လိုက်ကြောင်းရေးသားထားကြောင်းသိရပါဗျ။လက်ရှိ Harvard တက္ကသိုလ်မှာသင်ကြားနေတဲ့နိုင်ငံတကာကကျောင်းသူကျောင်းသားမှန်သမျှကို Harvard တက္ကသိုလ်မှာချက်ချင်းထုတ်ပြန်ရန်ဆက်လက်စာတင်ကြည့်ကျင့်သေးတယ်ဆိုရင်တော့အခြားတက္ကသိုလ်တစ်ခုခုကိုလွှဲပြောင်းပေးရမှာဖြစ်ကြောင်းအကျင့်ပြတ်ခြားစားတာတွေဖြစ်နေပြီးတော့အမေရိကရဲ့ပြည်တွင်းမလုံခြုံမှုတွေဖြစ်စေနေတာကြောင့် Harvard မှာ အမေရိကန်နိုင်ငံသားမဟုတ်တဲ့မိကြီးနိုင်ငံတကာမှကျောင်းသူကျောင်းသားကိုမျှဒီအချိန်ကစပြီးမရှိစေရလို့အမိန့်ထုတ်ပြန်လိုက်ပါတယ်။သမရဟောင်းအိုဘားမားလက်ထက်တုန်းကခန့်အပ်ထားခဲ့တဲ့တရားသူကြီး အလစ်ဆန်ဘောရိုးစ်ကတော့ဒီအမိန့်ဟာအခြေခံဥပဒေဖွဲ့စည်းပုံကိုနံပါတ်14ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့တာလို့ပြောသွားပြီးတော့ Harvard တက္ကသိုလ်အနေနဲ့လည်း Trump ရဲ့အစိုးရအဖွဲ့ကိုဒီအခြေခံဥပဒေကိုချိုးဖောက်မှုအတွက် ပြန်လည်တရားဆွဲဆွဲထားခဲ့ကြောင်းသိရပါတယ်။ပြည်တွင်းလုံခြုံရေးအဖွဲ့ကတော့ဒီဥပဒေဟာ Harvard တက္ကသိုလ်အတွက်ချက်ချင်းတက်ရောက်စီမှာဖြစ်ပြီးတော့အစားထိုးပြောင်းလဲမှာမဟုတ်ကြောင်းလည်းထပ်ပြောထားပါတယ်။ Harvard တက္ကသိုလ်အပြင် Elite တက္ကသိုလ်တွေဟာဆိုရင်လည်းအခုသမ္မတ Donald Trump ဒုတိယကြိမ်သမ္မတဖြစ်လာပြီးနောက်စစ်ဆေးတွေ့ရှိချက်တွေအရနိုင်ငံတကာကျောင်းသူကျောင်းသားတော်တော်များများဟာဂျူးလူမျိုးတွေကိုစန့်ကျင်စန့်ကျင်ကန့်ကွက်ဆန္ဒပြတာတွေ ပြုလုပ်နေကြပြီးအစွန်းထွက်တောင်းကျမ်းသူတွေနဲ့ပူးပေါင်းက အမေရိကရဲ့ပြည်တွင်းရေးမတည်ငြိမ်မှုတွေကိုပါဖန်တီးနေကြကြောင်းတွေးရှိလာရကြောင်းပြီးတော့ Harvard လို့အမေရိကကပုပ်ပလိကပိုင်ဆိုင်ပြီး ချမ်းသာကြွယ်ဝသူတွေသာတက်ရောက်နိုင်တဲ့ကျောင်းတွေစီကနေပြီးတော့အခွန်တွေတိုးမြင့်ကောက်ခံသွားမှာဖြစ်ကြောင်း Harvard အနေနဲ့ American အစိုးရစီကနေပြီးတော့ဒေါ်လာ53ဘီလီယံ You'll come for their endowment in GT ကိုယူထားတာရှိပြီးတော့အခုချိန်မှစ၍ American အစိုးရအနေနဲ့ထုတ်ပေးတော့မှာမဟုတ်ကြောင်းရေးသားထားပါတယ် Well, look, part of the problem with Harvard is that there are about 31%, almost 31% of foreigners coming to Harvard. We give them billions of dollars, which is ridiculous. We do grants, which we're probably not going to be doing much grants anymore to Harvard but they're 31 percent. But they refuse to tell us who the people are. We want to know who the people. Are. Now, a lot of the foreign students we wouldn't have a problem with. I'm not going to have a problem with foreign students, but it shouldn't be 31 percent. It's too much because we have Americans that want to go there and to other places, and they can't go there because you have 31 percent foreign. Now, no foreign government contributes money to Harvard. We do. So why are they doing so many? Number one. Number two. We want a list of those foreign students and we'll find out whether or not they're okay. Many will be okay, I assume. And I assume with Harvard, many will be bad. And then the other thing is they're very anti Semitic. Everybody knows they're anti Semitic. And that's got to stop immediately. <laughs> နောက်နေ့တွေမှာလည်းအမေရိကရဲ့တည်င်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုကြိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye